မြန်ကိုရီးယားက AI သုံးအသိခင်ဒရုန်းဖြင့်တိုက်ခိုက်ခြင်းစံပယ်မြန်ကိုရီးယားကောင်ဆောင်ကင်ဂျောင်အန်ဟာမလ28ရက်နေ့ကရန်ရီတူမီပညာသုံးထားတဲ့အသိခင်ဒရုန်းသုံးခုတိုက်ခိုက်ခြင်းလက်ရှိကံကိုအကြီးကျယ်ခဲ့တယ်လို့သိရပါတယ်မြန်ကိုရီးယားနိုင်ငံဖြစ်တဲ့စစ်ပွဲဖို့ပြောထုတ်တဲ့ဟိုအပိုင်းမှာထိတ်ကဲနိုင်ငံဖြစ်လာစေဖို့အတွက်လက်ရှိအချိန်မှာ AI သုံးဒရုန်းတွေကိုထိထွင်းဆန့်ကျင်ဖန်တီးလာခဲ့တာဖြစ်ပါတယ်မြန်ကိုရီးယားနိုင်ငံပိုင်မီဒီယာဖြစ်တဲ့ KCMA သတင်းဌာနကဉာဏ်ရည်သူဝိညာပိုင်းရဲ့ဒရုန်းလုပ်ငန်းလေးကိုအထူးကံထားဦးစားပေးတဲ့ကြောင့်ခေတ္တဆက်ပွဲနဲ့တပ်ဖွဲ့တွေအတွက်အထူးအရေးပါလာဖွဲ့ရှိတယ်လို့ပြောကြားထားပါတယ်။ညာကိုရီးယားကောင်းဆောင်ပြည်내ပြည်내မြေပြင်တွေမှာကျန်းသူတွေရဲ့လှုပ်ရှားမှုတွေနဲ့ပြည်မှတ်ရေမြို့ကိုရှာဖွေထောက်နှမ်းနိုင်မဲ့ထောက်နှမ်းသောဒရုန်းကိုပုံမှန်အစဉ်နှစ်ပြည်စမ်းသပ်မှုတွေကိုကြီးကြပ်ခဲ့ပါတယ်။စစ်ပယ်ဆိုင်ရာအသုံးပြုမှုအတွက်ဉာဏ်ရည်သူဝိညာသော မောင်းသူမဲ့လေရင်တွေရဲ့အရှိန်ဟောင်းနဲ့တန်ဆိုင်မှုတွေဟာရှေ့တန်းကနေရမယ့်အစီအစဉ်ဖြစ်လာပွဲရှိနေပြီးကာလကြာရှည်စွာအစီအစဉ်ကိုနှင်းတင်ပေးတာတွေလုပ်ဖို့အရေးကြီးတယ်လို့မြောက်ကိုရီးယားကောင်ဆောင်ကပြောကြားထားပါတယ်။မြောက်ကိုရီးယားကောင်ဆောင်ကထောက်ခံရေးသုံးသလုံးထောက်ခံရေးသတင်းအချက်အလက်တွေစုဆောင်ရရှိမှုအီလက်ထရောနစ်ဂျမ်းမင်းနဲ့တိုက်ခိုက်ရေးနည်းစနစ်ပိုင်းတွေကိုကိုယ်တိုင်ကြည့်ချက်လေ့လာခဲ့တယ်လို့သိရပါတယ်။ ကိုရီးယားနိုင်ငံဆစ်လက်နဲ့ပျက်စီးတွေကိုပုံမှုသုံးဖက်ကောင်းမှုစေဖို့ကြိုးပမ်းနေရလက်ရှိအချိန်မှာမောင်းလူမဲ့လေးရင်လို့ခေါ်ဆိုတဲ့သရုံဤပညာပိုင်းပုံမှုကောင်းမှုစေဖို့ထီထွင်ဖန်တီးနေတယ်လို့သိရပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။